ပြောမှုလို့နေတာပဲဒီနေ့ပြောရမယ်ဒီနေ့ပြောရမယ်လာခဲ့ကြလိုင်းရမကောင်းငါးရက်လောက်မကောင်းဖြစ်မယ်တဲ့อืมငါးရက်လောက်ဖြစ်မယ်တဲ့ကဲ okay. ဒီကဘာမြေပြင်မော်တလောမယ်သူငါများရရဲ့လာနေတစ္ဆာကိုခွဲဖွေရှာမောကြတယ်တကယ်မောဖန်စီရန်ကိုခွဲပြောပြောပြမယ် သမီးပါချမချမဟာချက်ရှာတာကဲမကျဲဘူးလို့နေတာမကျဲဘူးလို့နေတာကျဲစရာလေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်လဲဆိုတော့မနက်ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ် စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးပြီးညွန်လင့်ပါတယ်နော်ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီးလို့ညွန်လင့်တယ်နော်စတိတ်စင်ပေါ်မှာ rapper တွေလား bar တွေလားတော့မသိဘူးเนาะဟုတ်တယ်เนาะကြည်ပြီးပြီလို့ထင်တယ်เนาะကြည်ပြီးပြီလားကြည်ရသေးဘူးလား မကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းဖွင့်ပြမယ်မကြည့်ရသေးရင်ပြောเนาะဆိုတော့အဆုံးထိကတော့အမေနှမကြည့်ဖို့အတွက်ကိုမတင်တော်ဘူးเนาะညီကိုမောင်မွားတွေအတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးတွေအရန်ကို တော်ပြီနော်အရန်ဆိုးလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေကအဲ စင်ပေါ်မှာယိုင်းနေအောက်မှာရေးဆိုလူငယ်တွေက hard ခါတဲ့ကိုလေအော် over တွေပေးကြတယ်မိုးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျမအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်6ချက်တင်းကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကို ကျမသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျမတို့ကအာဒီစကားတွေဟာ လူအများပရိသတ်အလယ်မှာပြောသင့်တဲ့စကားလားမပြောသင့်တဲ့စကားလားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကုန်လုံးကိုမဆိုလိုဘူးနော်အကုန်လုံးကိုမဆိုလိုဘူးအဲ့တော့မူရစီဝါကြောင့်လားအရက်ကြောင့်လားဘာကြောင့်လဲ နော်ဆိုတော့ဒါကြီးကြတော့အရန်လုံလုံအားကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာကတတိဆန်နေရပဲပြုတ်မှုပြောဆိုနေထိုင်လောက်ကင်ရတာလူတွေကမလုပ်ကြဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိရဲ့ဟိရိအော်တပ်ပါဆိုတဲ့တရားနော်ဟိရိအော်တပ်ပါဆိုတာဘာလဲဆိုရင်ဖယားရှင်ကလောကအပေါ်မှာကောင်းမှုတွေကို အခြေခံနဲ့ တရားတွေတက်တန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နီလန်းနှစ်ပါးဟီရီရဲ့အော်တက်ပါရဲ့ဆိုပြီးတော့မှเนาะဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုမှုရင်ရှက်တက်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်เนาะမကောင်းတာကိုပြုတာကိုမဝင့်တဲ့စိတ်ဟီရီပေါ့ရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တက်တဲ့ဟာကိုဟီရီလို့ခေါ်တယ်အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်เนาะ အပြစ်ကိုအပြစ်ပြုရမှာကိုကြောက်တတ်တဲ့စိတ်ကို order ပါလို့ခေါ်တယ်။အဲ့တော့ hiri order ပါတရားမရှိဘူး hiri order ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလား။အဲ့တော့ hiri ဆိုတာကရှက်တတ်တဲ့စိတ်မကောင်းတာပြုရမှာရှက်တတ်တဲ့စိတ် order ပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တတ်တဲ့စိတ်အဲ့ဒါကို order ပါလို့ခေါ်တယ်။အဲ့တော့အခုကတော့ hiri လည်းမရှိတော့ order ပါလည်းမရှိတော့ hiri order ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကလည်း ျမတို့တွေကကာလန်ဒေတန်ဆိုတာရှိတယ်เนาะအဲ့တော့အနုပညာလုပ်တယ်ဆိုရင်လည်းကျမအဲ့ဒီဆင်းတဲ့ခုနဆင်းမော်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ခလေးကိုကျမကြည်လဲမကြည်ဘူးသိလဲမသိဘူးဘာအနုပညာရှင်မှလည်းကျမမသိဘူးကြည်ရတာတော့ရပါတွေလွတ်ထင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေအများတော့ရပါတွေဖြစ်နေတယ်เนาะ ဆိုတဲ့အခါကျတော့ကြည်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျွန်တော်တို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအိုးဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမှုပညာရှင်နေဆိုတာကလည်း အများအတွက်ကိုကျွန်မတို့ကအရင် influence ဖြစ်ပါတယ်နော်အမှုပညာရှင်တွေအဲဒီလိုမျိုးကျွန်မတို့ social influencer တွေပေါ့စသဖြင့်ပရိသတ်ပေါ်မှာအရင်ဩဇာလွှမ်းမိုးပါတယ်အရင်ဩဇာတက်ရောက်မှုရှိပါတယ်ကျွန်မတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစစ်လိတ်တောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွတ်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့စတိုင်နဲ့စစ်လိတ်တောက်တယ်လေဒိုးကလေးတို့ဘာတို့လားเนาะအဲ့လိုမျိုးမှလေစစ်လိတ်တောက်နောက်တစ်ခါမာဘိုလို secret ကြော်ညာတို့ဘာတို့မှစစ်လိတ်တောက်တာတွေမြင်ပြီးတော့မှစင်ကြော်သက်တော်တော်များများစစ်လိတ်တောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီဒီအနုပညာရှင်တွေကိုအပြည့်ပြောတာမဟုတ်ဘူးအနုပညာရဲ့ influence ကိုပြောတာเนาะနောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲ Korean wave ဆိုပြီးတော့မှအနုပညာနဲ့ကဘာကိုထိုးပေါက်သွားတဲ့ Korea ရဲ့ စားစားရင်းကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်တိုင်းပြ idol တွေနော်ဟာကြည်ပြီးတော့မှလူငယ်တွေကအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝစ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအရန်အတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပိတ်သက်အပေါ်မှာအစိတ်အတောင်မဖြစ်စေဖို့အရန်အရေးကြီးတယ် ရိုင်းဆိုင်တာဟာကောတာမဟုတ်ဘူးဒါဟာရိုင်းတာရိုင်းဆိုင်တာနော်ဒီစကားဟာပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားအဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာ အမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကိုဖြစ်တဲ့ရိုင်းဆိုင်နေအဲ့တော့အမှုပညာရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်တွေဟာအများကြီး ပြန်သွားနိုင်နေเนาะအတူယူတွေအများကြီး လွင်မှားသွားနိုင်နေအဲ့တော့အစိမ့်အတောက်ဖြစ်ပါတယ်ပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်ပြီးရင်တောင်းပန်လိုက်ရင်ရတယ်ဆိုတော့ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျွန်မကဒီလိုလေးတော့အာ ခံစားမိတယ်နော် ကျမတို့ဗညာဖုံးပြေလာနော်ဗညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့ဗညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအချိန်နေဆိုးဆိုးဝါးဝါမြင်ခွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှဆိုးွားတယ်လို့ ီလိုလေးမြင်ပါတယ်နော်အဲ့တော့ကျမတို့ကကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝိဝါဒကွဲပြားတယ်အဲ့တော့သက်ဆိုင်ရာအာဏာပိုင်းနေနဲ့အနေနဲ့ဆိုရင်တော့ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်နော်ဒါမျိုးလုံရင်ဒါမျိုးပြောရင်ပြောလို့မရဘူးဒါမျိုးလုံရင် လုံလို့မရဘူးဆိုတာကို တက်ဆိုင်ရာအစည်းအရုံးတွေကနေတဆင့်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုမျှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုမျှဝေထားဖို့လိုတဲ့အသည့်တွေကိုမျှဝေထားပေးဖို့လိုအပ်တယ်။ကျမတို့ခုနလိုစီးမြင်စည်းကမ်းတွေကိုမျှဝေထားဖို့လိုအပ်တယ်။ နော်ဆိုတော့တက်ဆိုင်ရာဂီတာအစင်းယုံသဘင်အစင်းယုံရုပ်ရှင်အစင်းယုံစသဖြင့်ဒီလိုအစင်းယုံတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချဖို့လိုတယ်အဲ့ဒီအနေမှာတဆင့်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီဥစ္စာတွေကို ကျမတို့လက်တင်မခံဘူးဆိုတာလေးကိုတော့ ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျွန်တော်တို့တွေဒီတိုင်းခုနလိုပေါ့လူတော်ထဲမှာတော့ခြားနားထောင်လိုက်လို့မသိတဲ့စကလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီနာနဲ့ရိုင်းနာနဲ့ဟာမတူဘူး။ ခစ်မီတာခစ်ဆန်တာခစ်ရှည်ပြေးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆန်တဲ့ကိစ္စရင်းလိင်ဆက်ဆန်တဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်နေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှိရင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျွန်တော်တို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတော့ဟာမျိုးတွေကြာလာလို့ရှိရင် ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ပြောဆိုဆုံးမမှုတွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကဆောင်ရွက်ပေးပါเนาะကျွန်တော်တို့ပြည်သူတွေကပြောရင်ခုနပြောသလိုပြောဝေဖန်နေတိုက်ခိုက်တယ်အဲကျွန်တော်တို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေအဲဖြစ်เสียရရှိရပေါ့เนาะအဲ့တော့သက်ဆိုင်ရာ တာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအရုံးတွေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတိတိချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညကနေပြီးတော့ပဲကျွန်မကဒီကလေးတွေကိုလည်းဟိုအတူယူမလွဲမှာဖို့ကို ပြောပါတယ်เนาะဒါသည် ရိုင်းပါတယ်ရိုင်းပါတယ်အင်မတန်ကိုရိုင်းပါတယ်ကြည်ပြီးကြပြီလားလက်ခံလားပေးတက်ကြည်ကလက်ခံလားလုတ်ခင်စဉ်းစားရမယ်နိလုတ်ခင်စဉ်းစားရမယ်လုတ်ချင်တာလုတ်လိုက်မယ်ပြောချင်တာပြောလိုက်မယ်ပြီးရင်တောင်းပန်လိုက်မယ်ရလားနော်ဥပဒေမှောင်လဲဒီလိုပဲကျမတို့ကစိတ် ဖောက်ပြန်လို့ပဲဖြစ်စေယူတော့လို့ပဲဖြစ်စေမူးလို့ပဲဖြစ်စေယူလို့ပဲဖြစ်စေပြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်အသက်တည်စေတဲ့ပြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်မူးနေလို့လုံးမိသွားပါတယ်ယူနေလို့လုံးမိသွားပါတယ်ဆိုပြီးတော့မှအဲနောက်မလုတော့ပါဘူးလို့ဒီတိုင်းတောင်းပန်လို့ရလားဥပဒေကလွတ်ကင်းလာအဲ့လိုတောင်းပန်ရုံနဲ့ဟုတ်လားเนาะအပြစ်ရှိရင်အပြစ်ကျွေးဆက်ရပါတ နော်ဆိုတော့လေကျမတို့ဥပဒေမှာယူလို့မူးလို့မရဘူးเนาะဟုတ်တယ်เนาะအဲ့တော့အဲ့ဓာတွေဘာဖြစ်လို့ထထားတာလဲဆိုရင်ယူရင်လည်းမကျူးလွန်ရဲအောင်မူးရင်လည်းမကျူးလွန်ရဲအောင်ဟုတ်တယ်เนาะအဲ့တော့ကျမတို့ကအဲ့ဓာခင့်မိတာမဟုတ်ဘူးအဲ့ဒါရိုင်းတယ်လို့ခေါ်တယ်ဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်တစ်ခုတွေတက်လာမှာဒီတဦးကိုလက်ခံလိုက်ရင်နောက်ထပ်တဦးတွေလာမှာဟုတ်လား

ူများအသက်ကိုရန်ရှာမိတယ်။ယူနေလို့သူများအသက်ကိုရန်ရှာမိတယ်။ဥပဒေအရကင်းလို့ခွင့်ရှိလား။ရှိဘူးနော်။ထိုက်တဲ့နဲ့ပြစ်မှုပြစ်ဒဏ်တွေရှိတယ်။မူးရင်လည်းကျူးလွန်လို့မရဘူး။ယူရင်လည်းကျူးလွန်လို့မရဘူး။ဟုတ်လား။အဲ့တော့ဂေါ်ရာနဲ့ရိုင်းတာနဲ့မတူဘူး။ဒီတယောက်ကိုလက်ခံလိုက်ရင်နောက်ထပ်တယောက်လာမယ်။နောက်ထပ်တယောက်ကိုထပ်ခံလိုက်ရင်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာ။ဟုတ်လား။ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလား။ ဒါဆိုကျန်တဲ့ rubber တွေအားနာစရာမကောင်းဘူးလား rubber ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်းဆိုင်းနေပြုတ်မှုတာလားဒါဆိုရင်ကျန်တဲ့ရင်ရင်ကျစ်ကျစ် rubber တွေကခက်မမိတာလားဟုတ်လားဆိုတော့ဟိုဒါဟာအသိပညာညှဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော် state စင်မော်မှာတက်ပြီးတော့မှရိုင်းဆိုင်းတာဒီလိုရိုင်းဆိုင်းလို့မရဘူးမူ းလို့လည်းမရအောင်ယူလို့လည်းမရအောင်ဝမ်းနေနေလို့လည်းမရအောင်ဟုတ်လားကျွန်တော်ကို control လုပ်နိုင်မှအများပြည်သူရှေ့ကိုရောက်လာဖို့တင့်တယ်ယူနေရင်လည်းစင်မမတင်နဲ့မူးနေရင်လည်းစင်မမတင်နဲ့ဝမ်းနေနေရင်လည်းစင်မမတင်နဲ့ဟုတ်လားကျမပြောတာနော်အဲ့တော့ ရသွားတယ်ကဲပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းပြီးတော့မှမဝေဖန်ဘူးကွာလူတွေကဝိုင်းပြီးမှမစင်းဘူးကွာလူတွေကဝိုင်းပြီးတော့မှမထောက်ပြဘူးကွာဆိုရင်မှန်နေသူကသူ right ပဲဖြစ်မှာလေမှန်တယ်ငါလောက်တောင်ငါပြောတာမှန်တယ်တွေ့လားအဲ့တော့ဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ဒီထက်ရိုင်းတဲ့ attention မျိုးနဲ့ထက်ရိုင်းမှာကျွန်တော်တို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရတယ်ဆိုတဲ့ဟာနဲ့မရလို့မှတောင်းမှန်တာရရင်ဆက်လုပ်မှာ မရလို့တောင်းပန်တာနော်မရလို့မှတောင်းပန်တာမရွှေလုံးမတွေ့ပြီးပြီမရလို့မှတောင်းပန်တာရရင်ဆက်လုပ်မှာအဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျူးလွန်လို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျူးလွန်လို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအ အတူယူရတဲ့ဒီလိုမျိုးအမှုပညာရှင်တွေဟာအဲ့လောက်မှစိတ်တက်မခိုင်ပါရင်စင်မော်တက်မလာခဲ့နဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါယူးလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူးတာတွေလူလူတွေကိုဘာဖြစ်လို့စင်မော်တင်ပေးတာလဲဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ ပလင့်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလင့်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လားမျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြာခံရမယ်အပြစ်ကိုဆိုရင်ဒါကျမတို့ကမတရားဘူးဒါဆိုရင်ညီမျှမှုမရှိဘူးအားလုံးကဝိုင်းဝန်းထောက်ပြလို့တိုင်းရင် မှားပါတယ်လို့တောင်းပန်တာအားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမဆူဘူးဆိုရင်နောက်ပွဲကျရင်ဒီထက်ပိုရိုင်းမှာဟုတ်လားကျွန်မပြောတာဟုတ်လားရိုင်းတာဟာခေါ်တာမဟုတ်ဘူးဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတူယူမမားနဲ့အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကလန်းကိုအောင်မြင်အောင်ရှောက်နှမ်းလို့မရဘူး ကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးနော်အဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တယောက်မဖြစ်အောင်နေထိုင်ရမယ်ဟုတ်လားကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိတယ်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာဖုံးပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်နော်အခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင် ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်လေမြတ်တာရမယ်ဖဲဖြစ်ရမယ်ဒါကိုကျူးလွန်ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါ ਨੇ မျက်ရည်ကန်နေမထိုးနဲ့ပိဋကတ်တရားငပေါ်မဟုတ်ဘူး ရိုင်းတဲ့နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ကစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတုယူရမယ့်ကိစ္စမဟုတ်ဘူးနော်ဒါဟာဂေါ်တာမဟုတ်ဘူးဒါဟာမမှန်ဘူးနော်ဒီလိုရိုင်းဆိုင်တဲ့သူတွေကို လူအဖွဲ့အစည်းကလက်မခံဘူးနော်ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့က တိဆောက်ဖို့လိုအပ်တယ်เนาะအဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတပြေးပြေးနဲ့လူကြီးဖြစ်လာမှာဒီဒီလူငယ်ဘဝမှာပဲတည်တတ်နေမှာမဟုတ်ဘူးသားတို့သမီးတို့မှာလည်းတစ်ချိန်ကျရင်တို့တွေလိုအသက်ကြီးပဲနေစဉ်နဲ့အမြအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာเนาะမိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမြအသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမတိပေမဲ့တရက်ဆိုရင်တိတာတယ်တလဆိုရင်တိတာတယ်တနှစ်ဆိုရင်တိတာတယ်ဆယ်နှစ်ဆိုရင်တိတာတယ်တပြေးပြေးနဲ့ကြီးလာမှာပါ နော်။နာရီစက္ကန့်ဒီအချိန်ကြီးပေါင်းလိုက်လို့ရှင်တဖြည်းဖြည်းနဲ့ကြီးလာမှာပါ။ဒါကြောင့်မလို့ now အနာဂတ်အတွက်လူကြီးဖြစ်လာမယ်သားတွေသမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတိဆောက်ဖို့လိုအပ်တယ်။ယဉ်ကျေးတဲ့လိန်မာတဲ့နော်တကယ့်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်။အဲတော့မှားတာကိုမှားတယ်၊မှန်တာကိုမှန်တယ်၊ယိုင်းတာကိုယိုင်းတယ်ဆိုတာကိုခွဲခြမ်းဆုံးဖြတ်တက်တဲ့ဝေဘန်ပိုင်းခြားတက်တဲ့အသိဉာဏ်ရှိတဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ် ရိုင်းတာဟာဂေါ်တာမဟုတ်ဘူးသားတို့သမီးတို့နော်ဟုတ်ပြီလားဟာကြောက်ရရင်